ခင်မိုးဖြစ်သူရဲ့ကိုပိုင်ကျုံးကိုနိုင်ငံသားခရီးသားတွေကပါလာရောက်လည်းပတ်လို့ဝင်ငွေကောင်းကအောင်မြင်နေတဲ့ခင်လေးတွေခင်လေးနဲ့ကတော့ဒီဘက်ခင်နောက်ပိုင်းမှာအနုပညာလေးတွေကိုမလုပ်တော့ဘဲလောကရနာလိုက်ပါတယ်။ MTV ဖြစ်တုန်းကလည်းခင်လေးတွေကဒီသိများတဲ့မော်ဒယ်သရိုးဆောင်နဲ့အောင်မြင်လာခဲ့တဲ့မိသမီတယောက်လည်းဖြစ်ပါတယ်။ဗီဒီယိုစကားတွေမှာလည်းအားပေးမှုများစွာရရှိထားတဲ့မိသမီကျော်လေးတယောက်လည်းဖြစ်ပါတယ်။ခင်လေးတွေကတော့အောင်မြင်မှုတွေကိုရတန်လိုက်ခါအင်းအောင်တဲ့ဘဝကိုရွေးချယ်ခဲ့တာပါ။ ခင်လင်းတွေကအသက်40နီးပါးရှိသည့်အထိအပြိုကြီးဘဝနဲ့သာဖြတ်သန်းခဲ့ပေမယ့်2019ခုနှစ်မှာသူမအတွက်တကယ့်ကိုချစ်ရတဲ့အမျိုးသားတစ်ဦးကိုရှာတွေ့တားခဲ့ပါတယ်။ဒါကြောင့်မလို့ဘဝရဲ့လက်တွဲဖို့အဖြစ်သတ်မှတ်ခါ လက်ထပ်ဗိုလ်တီဆုံးဖြတ်ခဲ့တာပါခင်းလင်းနဲ့ကတော့လီဆူတိုင်ရင်းသူဖြစ်ပြီးလက်ထပ်လိုက်တဲ့အချိန်မှာတော့အမျိုးသားကရှန်တိုင်ရင်းသားဖြစ်တယ်လို့သိရပါတယ်မြန်လာဆောင်တဲ့အချိန်ကလည်းလီဆူတိုင်ရင်းသားဝတ်စုံနဲ့တေချာလေးကိုဆောင်ခဲ့တာလည်းဖြစ်ပါတယ်ခင်းလင်းလွယ်နဲ့ကဆိုရှယ်မီဒီယာမှာလည်းခင်းလင်းလွယ်ကဆိုရှယ်မီဒီယာမှာလည်းတိတ်မကြွားပဲအင်တာဗျူးတွေမှာလည်းတက်ပြီးတော့ကြားလုံးမထုတ်ခဲ့တဲ့အတွက်သူမရဲ့ခင်မွေးရဲ့ချမ်းသာကြွယ်ဝမှုအကြောင်းကိုပရိသတ်တွေကတော့သိမသိကြပါဘူးခင်မွေးဖြစ်သူကမြန်မာနိုင်ငံရဲ့အလှပဆုံး ကျုံးစုဒေသတွေထဲမှာကျွန်းတွုံးကိုပိုင်ဆိုင်ထားတာပါခော့တောင်မျိုးဘက်ကလာပါတဲ့ကျုံးပန့်ရှင်အမျိုးသားကိုခင်လင်းတွေကခင်မွန်းတော်ထားရတာလည်းဖြစ်ပါတယ်ကျုံးနေမကပဲမြေွက်တွေအများကြီးလည်းပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်ဒါကြောင့်မလို့လေအိမ်နောက်ကြပြီးတဲ့အချိန်မှာခင်လင်းတွေကခင်မွန်းဖြစ်သူရဲ့ကျုံးကိုအပန်းဖြေစခန်းတစ်ခုလိုမျိုးဖွင့်ကဦးစီးလုပ်ကန်နေသူလည်းဖြစ်ပါတယ်နေရာဒီကိုရောက်လာတဲ့အချိန်မှာခင်လင်းတွေရဲ့ကျုံးကခရီးသွားအပန်းဖြေတဲ့သူတွေနဲ့စီကလာခဲ့ပါတယ် ဒါကြောင့်မလို့ခင်မွန်ဖြစ်သူနဲ့ခင်လင်းရွယ်တို့ကတဘာဝကိုချစ်တဲ့သူတွေဖြစ်ကြသလိုရိုးရာတလေးကိုလည်းတံမိုးထားတတ်ကြသူပါကျောမှာအပန်းဖြေတဲ့သူတွေကိုချမ်းရိုးရာအိုစီတွေနဲ့ခင်မွန်ဖြစ်သူကိုယ်တိုင်ကတိခတ်ဖြောပြပေးတာတွေလည်းရှိပါတယ်ဒါပြင်မှာတော့ခင်လင်းတွေကကျိုးရံတန်ရှင်ရေးဆိုရင်လည်းကိုယ်တိုင်သာလောက်ကင်ခင်တာပါသူတို့ကျောမှာတဲနေရင်လည်းတခြားလှပတဲ့ကျုံးစုတွေလည်းတွားလို့ရပါတယ်ခင်လင်းတွေကအခုဆိုရင်တော့ကျောပေါ်မှာတဘာဝနဲ့ထီတွေကနေထိုင်တာလည်းဖြစ်ပါတယ် ခလင်တွေကကျုံးပေါ်မှာနေ့စဉ်ဖြတ်သန်းနေတဲ့ဗီဒီယိုဖိုင်လေးတွေကိုလည်းဆိုရှယ်မီဒီယာမှာတင်လာပေးသူလည်းဖြစ်ပါတယ်။သူမရဲ့ဘဝနေထိုင်မှုပုံစံကိုပရိသတ်တွေကတော့အားကျနေကြတာလည်းဖြစ်ပါတယ်။ဒါပြင်မှာတော့သူမရဲ့ကျုံးကိုနိုင်ငံသားခီးသားတွေကပါစိတ်ဝင်စားနေလက်ပတ်လာကြတာမျိုးဝင်ငွေတွေကောင်းတဲ့ကောင်းလာနေတယ်လို့သိရပါတယ်။ခလင်တွေကတော့ပြင်ဦးလွင်ပါတယ်။ဒီစုချွေးရွာဆိုပြီးတော့အပန်းဖြေစားတော့ဆိုင်ဆိုင်ကိုလည်းဖွင့်လှစ်ထားခဲ့ပါသေးတယ်။ဒါပြင်မှာတော့ကော်ဖီလေးတစ်ချက်နဲ့ကော်ဖီဆိုင်လေးလည်းရှိပါသေးတယ်။ ခင်လင်းတွင်ရခင်မိုးဖြစ်သူကလည်းသဘာဝငွေတက်လေးကိုသဘောကျတာကြောင့်စိတ်ကူးရင်ဆန်ကချစ်စရာကောင်းတဲ့ဆိုင်လေးကိုဖွင့်လှစ်ပြီးစီပွားရေးရှာနေသူလည်းဖြစ်ပါတယ်။ခင်လင်းနဲ့ကတော့သူသဘောကျနေတတ်တဲ့ရိုးရာတလေးတွေကြားထဲမှာခင်မိုးဖြစ်သူနဲ့အတူတူဖြတ်သန်းနေတဲ့အတွက်အရန်ကိုပျော်ရွှင်ခြင်းနဲ့နေတယ်လို့သိရပါတယ်။ခင်လေးနဲ့ရေဘဝကိုအမျိုးသမီးတို့ကြီးတွေကလည်းအားကြနေတတ်နေကြတာပါနိုင်ငံသားခရီးသွားလာတွေကပါလာရောက်လဲပတ်ခဲ့တဲ့ခင်မုံဖြစ်သူရဲ့ကိုပိုင်ကျုံမှာ ီးပွားရေးလုပ်ငန်းကိုအောင်မြင်နေတဲ့ခင်လင်းတွေပေါ်ပြည်သက်တွေရဲ့မြင်လင်းကိုခေါမမရေးပြခဲ့ကြပါအောင်နော်။